တပွဲပွဲနဲ့အညိုတကြီးရွာနေတဲ့မူရီတွေကြားထဲကပြူကျလူနေပါဖြစ်နေတဲ့အိမ်ကလေးကိုကြည့်ရင်ဒေါ်မူရတယောက်စဉ်းစားနေမိတယ်။လွန်ခဲ့တဲ့တပတ်ကပဲဒီအိမ်ထဲမှာမိသားစုတွေဆုံဆုံလင်လင်စကားတွေပြောရင်းရီမောခဲ့ကြတယ်။စားကြ တော့ကြရင်လည်းပျော်ရွှင်ခဲ့ကြတယ်။ညတွေ့တဲ့ဒီအိမ်ကြီးထဲမှာစစ်စင်းမြစ်တာတွေကိုဝေမျှခဲ့ကြတယ်။အခုတော့ဒီအရာတွေကပြောက်ွယ်သွားခဲ့ပြီ။ဒီအိမ်ကတော်မူရရဲ့အရေးပါဆုံးအရာတွေထဲကတစ်ခုဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီအိမ်လေးကမိသားစုဝင်နိုင်ရဲ့စူပေါင်းအားနဲ့ဝိုင်းဝန်းစောက်ခဲ့တဲ့အိမ်ကလေးဖြစ်တယ်လို့သူမရဲ့အမျိုးသားကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတော့အားလုံးရဲ့စိတ်တိုင်းကြဖန်တီးခဲ့ကြတဲ့အိမ်ကလေးဆိုရင်လည်းမမှားပါဘူးအခုတော့သူမရဲ့အမျိုးသားအပါအဝင်တချို့မိသားစုဝင်တွေဒီအိမ်ထဲမှာမရှိတော့သလိုဒီအိမ်ကမဖြစ်မနေဖြိုပြတ်ရမယ့်အနေအထားတစ်ခုမှရောက်နေပါပြီ။မလ28ရက်နေ့မှာလှုပ်ခဲ့တဲ့ငလျင်ကြီးကြောင့်သူမရဲ့အသက်အမြင်လေးပြည့်စည်ခဲ့ရပြီ။ အဖြစ်ပြက်တွေကမြန်ဆန်လွန်းလာကြောင်းမယုံခြင်းပဲယုံလိုက်ရတယ်ဆိုပေမဲ့အရာရာပြည့်ပြည့်စုံတဲ့နေ့ရက်တွေကနေအရာရာပြောင်းဆုံးသွားတဲ့မနေ့ဖြစ်တွေကိုကြုံနေရပြီဖြစ်ပါတယ်။ဒီအခြေအနေနဲ့နာကျင်မှုတွေကဘယ်အချိန်ထိရှိနေအောင်ပါလဲ။တော်မူရာတရားအတွေ့ထဲမှာနှမျောနေခြင်းစုစုညံ့ညံ့အတန်တွေကြားမှာပဲအလူရှင်လာမန်းသတိပြုမိခဲ့ပါတယ်။မခိုင်ခန့်တော့တဲ့အိမ်တွေ မိုးရီနဲ့တကူးသမျှရံကြောင့်မလုံဆောင်တဲ့အခုလိုနေ့ရက်တွေမှာအစားအသောက်နဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုလူသားချင်းစာနာတဲ့စိတ်နဲ့လာလာလူကြတဲ့သူတွေကိုဒေါ်မူရတယောက်ရှင်ထဲကနေနှစ်နှစ်ကကကျေးဇူးတင်နေမိပါတယ်အရင်ကဒီလိုအခြေအနေရောက်မယ်လို့စိတ်တောင်မကူးခဲ့ပေမဲ့ရှည်ရီးကိုမမျောတွင်းနိုင်တဲ့အခြေအနေမှာတဏိတာကိုဖျက်ဆီးမှုအလူပစ္စည်းတွေကိုလက်ခံရင်းနဲ့ရှေ့ဆက်ရအောင်ပါ ကမ်းပေးလာတဲ့လက်တစုံနဲ့ပစ္စည်းတချို့ကိုလက်ခံမိချိန်မှာပဲဖြတ်ကနေချလိုက်ရတဲ့ဖုန်းကင်မရာတန်းကြောင့်သူမစိတ်ထဲထိတ်ထိတ်ပြပြဖြစ်သွားပါတယ်။တစ်ချိန်ကလူလီသေးမရှိပြေးဆုံးခဲ့တဲ့ဘဝကနေအခုလိုရောက်သွားတယ်လို့ဓာတ်ပုံထဲမှာပေါ်နေမဲ့သူမရဲ့တော့ကတွေအပူမီနဲ့ညှိုးနှွဲနေတဲ့မျက်နှာကိုဆိုရှယ်မီဒီယာကအတိတရောက်ရောက်များတွေ့သွားလိမ့်မလား။သူမကိုစုတ်တက်တက်နဲ့တနာနေကြမလား။ဒီအတွေ့အကြုံခေါင်းကိုအမြန်ငုံလိုက်ပြီးနောက်မှာအတွေ့အချို့ထပ်ဝင်လာပါတယ်။ ြီးအခြေအနေကိုသူမရင်ဆိုင်ရတာကရှောင်လွဲလို့မရတဲ့သဘာဝဘေးကြောင့်ဖြစ်တယ်။သူမရဲ့အမားတစုံတရာကြောင့်မဟုတ်ဘဲမမျော်လင့်ထားတဲ့အခြေအနေကြောင့်သာဖြစ်တယ်။ဒါကြောင့်အားငယ်စရာမလိုဘူးရှက်စရာမလိုဘူးလဲကြရင်ပြန်ထမယ်နေ့ရက်တွေကိုရှေ့ဆက်ရင်မိုးရီထဲမှာဒုက္ခရောက်နေတဲ့ဘဝတူတွေကိုအားပေးမယ်နှစ်သက်ရင်နဲ့တန်မာအောင်စူးစမ်းမယ်ဆိုတဲ့အတွေးတွေနဲ့ပြန်လည်အားယူပြီးတော့ကိုကူကို နှစ်သိမ့်လိုက်ပါရစေ ဒေါ်မူရတယောက်အလှရှင်တွေကိုစိတ်ထဲကနေပြောချင်တာတွေရှိပါတယ်တဘာဝပေးကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုလာရောက်ကူညီတာဟာအတိုင်းမသိကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဒုက္ခတွေလို့မဆက်ဆံပါနဲ့။အားငယ်သူလို့မထင်ကြပါနဲ့။တန်းတူညီမျှစိတ်နဲ့ကုသိုလ်ယူကြပါ။တကယ်တော့ကျမတို့ဟာခဏတာအတောင်ကျိုးတဲ့ငှက်ကလေးတွေမျှတာ။အနာကျက်တဲ့အချိန်အဝေးဆုံးကိုအမှန်အပြည့်နဲ့ပြန်တန်းကြမှာလို့စိတ်ထဲကနေရည်ရွယ်လိုက်မိပါတယ်။